သခင်ခရစ်တော်၌အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သားပါတယ်။ဖျားရှင်ကိန်းဝတ်စံပေရာဖျားသခင်ဤတင်ရတော်ကိန်းအောင်ရာ လူသားတို့၏နှလုံးသားသည် တကိုးရှိ၍မြင့်မြတ်သောခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုဖြစ်ပါသည်။နှလုံးခုန်နေသည်၍လူသားသည်အသက်ရှင်နေပါသည်။အသက်ရှင်နေသည်၍ဖျားသခင်ကိုနှလုံးသားကရှင်နေနိုင်ပါသည်။ကျွန်တော်ကတော့ မန္တလေးကက်သလစ်သာသနာနှလုံးဖောင်ဒေးရှင်းတာဝန်ခံဖာသာအာလဖုန်းစောင်ကိုလက်ဖြစ်ပါတယ်။ဒီအဖွဲ့အစည်းကိုအဖအိမ်တော်တို့ပြန်လည်ကြွားမြန်းသွားပြီဖြစ်သောဂန်းကျုပ်ဆရာတော်ကြီးပေါ်စိန်ထုံးကရောင်ကဆရာတော်နှလုံးရောဂါဝေဒနာခံစားနေရသောအချိန်တွင်ဘာသာသူသားသမီးများမှဆရာတော်အားဆေးကုသရန်လှူဒန်းသောအလှူများထဲမှတချို့တဝက်ကိုဆရာတော်ကဲ့သို့နှလုံးရောဂါဝေဒနာခံစားနေကြရသောသူတို့အတွက် မာဒီငွေဖြင့်လူတန်းကနှလုံးဖောင်ဒေးရှင်းကိုစတင်တည်ထောင်ခဲ့ပါတယ်။နှလုံးရောဂါသည်များကိုလှစဉ်ဆေးဝါးများ ထောက်ပံ့လျက်ရှိပါတယ်။ယခုလက်ရှိချိန်တွင်နှလုံးရောဂါသည်စုစုပေါင်း23ဦးကိုထောက်ပံ့ပေးလျက်ရှိတယ်။ဒါအပြင်နှလုံးရောဂါဝေဒနာရှင်များကိုခွဲစိတ်ကူးသနိုင်ရန်အတိုင်းအတာတစ်ခုအထိငွေကြေးထောက်ပံ့ပေးနေပါတယ်။တနင်္လာနေ့ကုန်ကြမ်းစည်စုစုပေါင်း 12သိန်းခန့်ရှိတယ်။သို့ပါတော့လည်းအခက်အခဲမျိုးမျိုးကြောင့်ရန်ပုံငွေနှဲပါလေရှိပါတယ်။ဒါကြောင့်နှလုံးဖောင်ဒေးရှင်းဆက်လက်တည်တံ့ခိုင်မြဲရေးအတွက်လှူဒန်းပေးကြပါရန်ဗလာသူများ အားလုံးကိုမေတ္တာရက်ခံလိုပါတယ်။နှလုံးဖောင်ဒေးရှင်းကိုရန်ပုံငွေအတွက်လှူဒန်းလိုပါကဖာသာအာလဖုန်းဆောင်ကိုလည်းဖုန်းနံပါတ်39656391112 Sister Viviana Buli 3969 3969 63တို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်အားလုံးကိုကျေးဇူးတင်ပါတယ်